အဲကျွန်တော်တို့ရရှိတဲ့သတင်းတွေအရအဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအိန္ဒိယနယ်စပ်မှာရှိတဲ့ Azan Rifle အဲတက်ကနေပြီးတော့ပေါ့နော်အော်ဖန်စီသွားပြီးတော့အော်တက်ဖြတ်ခံရတယ်လို့ကျွန်တော်တို့သိရတယ် Dead body တွေတော့ပြီးခဲ့တဲ့ရက်ကပြန်ရပါပြီအဲကျွန်တော်တို့ဒီ Dead body ပြန်ရခဲ့တဲ့နေ့ကတော့16ရက်နေ့ မနက်မှာပြန်ပြီးတော့ debt body တွေပြန်ရခဲ့တာဖြစ်ပါတယ်။ကျွန်မတို့ဒီ report တွေအရတော့အဲအဲ့ဒီဟိုတက်ပြတ်မခံရခင်မှာညှဉ်းပန်းနှိပ်စက်ခံရတဲ့လက္ခဏာတွေရှိတယ်ဆိုတဲ့ဟာမျိုးတော့ကျွန်မတို့စီရောက်ပါတယ်။ဆိုတော့ဒါကြောင့်မို့လို့ပဲအဲကျွန်မတို့တွေဒါဒီဟာကိုစစ်ဆေးအရေးယူဆောင်ရပေးဖို့လို့ပေါ့နော်။အဲကျွန်မတို့အဲသက်ဆိုင်ရာအိန္ဒိယအာနာပါနီစီကိုလည်းကျွန်မတို့အကြောင်းကြားထားပါတယ်။ ဒီ Chelsea ကိုကားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အောက်ခြေမှာပုတ်တိုင်းမှုရှိနေတာကန့်ကွက်မှုရှိနေတာတွေရှိပါတယ်။ဒါကြောင့်မို့လို့ပဲကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ခတဲ့က Chelsea ကိုကားတဲ့အဲလုပ်ငန်းကိုပေါ့နော်ရပ်တန့်ထားဖို့လို့ကျွန်တော်တို့မြေတားရခန်းစာပို့ခဲ့တာရှိတယ်2024ခုနှစ်ပေါ့နော်။ဆိုတော့ဒါပေမဲ့တစ်ဖက်မှာလည်းပဲအိန္ဒိယဘက်က concern ကကြတော့လေ ာရှိလဲဆိုတော့အာဒီမူရေနေဆက်ဖြတ်ကျော်ပြီးတော့ပေါ့နော်ဒီ transnational organized crimes နဲ့ပတ်သက်ပြီးတော့သူတို့စိုးရိမ်မှုရှိတယ်။ဒါကြောင့်ဒီအာချန်စီယိုကာရဲ့အလုပ်ကိုဆက်လုပ်တယ်ပေါ့နော်။အဲ့တော့ဆက်လုပ်တဲ့နေရာမှာတချို့နေရာတွေမှာအဆင်ပြေပေမဲ့တချို့နေရာတွေမှာတော့ဒီအငင်းပွားမှုတွေပို့တိုက်မှုတွေရှိပါတယ်။ရှိနေတော့အဲ့ဒီကိစ္စကိုကျွန်တော်တို့အိန္ဒိယဘက်ကတာဝန်ရှိတဲ့သူတွေနဲ့လည်းကျွန်တော်တို့ထပ်ပြောတယ်ပေါ့နော်။နောက်သူတို့ဘက်ကလည်းအဲမြေတားရက်ခံတာတွေတော့ ရှိပါတယ်သို့တော်လည်းပဲမြေပြင်မှာကြာတော့လည်းပဲဒီအဲဒီပို့တိုက်မှုကပြီးမသွားဘူးပေါ့နော်ပြီးမသွားဘူးကျွန်တော်တို့ cool down မလုပ်နိုင်ခင်သေးခင်အချိန်မှာအခုလိုမျိုးဟိုဒီနေဆက်ဒေတာကိုအကြောင်းပြုပြီးဖြစ်သလားဘယ်လိုဖြစ်တယ်လဲဆိုတာကတော့ဒါကတော့အိန္ဒိယဘက်ကအဆန်ရာဖယ်ကပိုတိလိမ့်မယ်ပေါ့နော်ဆိုတော့အာဒီဟာကလည်းဟိုအခြေခံအချက်တစ်ချက်အနေနဲ့သူတို့ပြောမယ်ဆိုလို့ရှိရင်တော့ပြောလို့ရတဲ့အခြေအနေတခုတော့ဖြစ်နေပါတယ် အဲ့ဒါကလည်းပဲဟို assumption တွေတော့ရှိတယ်ပေါ့နော်ဘယ်သူမှဒါမျက်မြင်သက်သေတော့မဟုတ်ဘူးဒါပေမဲ့အဲခုနပြောတဲ့ဒီရဲဘော်တွေနေတဲ့နေရာကိုရောက်သွားခဲ့တဲ့အချိန်အဲနောက်ပြီးတော့ဖြစ်အခင်းဖြစ်ပွားတဲ့အနေအထားကနေရာကအဲအခြေအနေတွေဟိုကြည့်ပြီးတော့သုံးသပ်ရရှိတဲ့အနေအထားမျိုးပဲရှိတာပေါ့နော်ဘာလို့ဆိုတော့ဒီစကန်တစ်ခုလုံးကရဲဘော်တွေအကုန်လုံးပျောက်ပြီးတော့ပါသွားတယ် ဆိုတဲ့အနေအထားမျိုးကကြတော့တိုက်ပွဲဖြစ်ပြီးတော့ပါသွားတာလားတမမမဟုတ်လို့ရှိရင်သူတို့ဟိုလာပြီးတော့ဒီအထက်ကိုဝင်ပြီးတော့ဖမ်းဆီးသွားတာလားနောက်နောက်တခြားဘလူအခြေအနေမျိုးလဲဆိုတာကကျမတို့ကဒီတွေ့ရှိချက်တွေပေါ့နော်အခင်းဖြစ်ပြီးတော့မှတွေ့ရှိချက်တွေကိုပုံမှန်အခြေခံပြီးတော့အော်ဆက်သွယ်ဆောင်ရရတာဖြစ်တယ်အဲတုံးတက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ဒါကြောင့်ခုနအဲသတင်းတွေကအမျိုးမျိုးဖြစ်နေတာပေါ့နော်ဒါပေမဲ့တေးကြတာကတော့ဒါတိုက်ပွဲဖြစ်ပြီးတော့တက်ခံရတာမဟုတ်တာတော့တေးကြတယ် အဲဆိုတော့အဲ့ဒီဟာကတော့မဖြစ်တင်တဲ့ကိစ္စပေါ့နော်မဖြစ်တင်တဲ့ကိစ္စဖြစ်တယ်နောက်ပြီးတော့ဒီဘက်ထက်နောက်ပြီးတော့ဒီနေဆက်အဲဒီ chance ရုပ်တစ်ချောင်းဆိုတာကလည်းပဲအဲဒါဒါဟိုအမတန်ကိုပေါ့နော်ထိလွယ်ရှလွယ်ဖြစ်တဲ့ကိစ္စဟိုဘက်ဒီဘက်တကယ်တော့နေနေ နေဆက်ဆိုတာစီးတင်းတချောင်းပဲဘယ်ဟိုဘက်ဒီဘက်ဆိုတဲ့ဟာလဲဘာမှဟိုကွဲပြားတဲ့ကိစ္စမျိုးမဟုတ်တဲ့အခါကြတော့ဗောနော်ဒါဘာမှဆိုဖြစ်နိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်အမတန်းကိုဟိုထိလွယ်ရှားလဲဖြစ်နေတဲ့အနေအထားမျိုးဖြစ်တော့ဒီကိစ္စတွေကကျွန်တော်တို့ကဟိုအဖြူအမဲတဲတဲကွယ်ကွယ်ဗောနော်အဲပြောဖို့လိုခက်တယ်ဒါပေမဲ့တေချာတာတကူကတော့မတိုက်ပွဲဖြစ်တာမဟုတ်ဘူးဒါကျွန်တော်တို့ဒီဘကဖတွေကအဲ့ဒါအိန္ဒိယဘက်ကိုရဲ့အလုံးဂျုံကြီးကိုချိန်ချောင်းနေတာမဟုတ်ဘူးဒါကတော့သိကြပါတယ် မတို့ဖြစ်စဉ်ကိုကျမတို့ဘက်ကတွေးရှိချက်တွေပေါ့နော်တွေးရှိချက်တွေကိုလည်းပဲကျမတို့အကြောင်းကြားထားပါတယ်ဆိုတော့ဒီဖြစ်ရက်ကအာဒါပေါ့နော်ဒီအိန္ဒိယတက်အတွက်ဆိုလို့ရှိရင်လည်းပဲအမတန်ရုပ်ဆိုးတဲ့ကိစ္စဖြစ်တယ်လေနော်ဆိုတော့နောက်နှစ်နိုင်ငံဆက်ဆံရေးကိုကျမတို့အထီးကိမ်းမှာစိုးရိမ်နေဒီအကြောင်းဒီဒီဖြစ်ရက်ကိုအခြေခံသွားပြီးတော့ပေါ့နော်အာဒါကြောင့်မို့လို့ဒီလိုမျိုးမဖြစ်အောင်လို့ထင်းထင်းတင်းတင်း ဆောင်ရွက်ကြဖို့လို့ထင်းထင်းသင်းသင်းဆိုတာအမှန်တရားကိုဖုံးကွယ်ဖို့မဟုတ်ဘူးအမှန်တရားကိုအရှိအရှိတိုင်းဖော်ထုတ်လက်ခံပြီးတော့တရားမျှတမှုကိုဆောင်ရွက်ဖို့ဒါဒီတရားမျှတမှုဆောင်ရွက်မှုသည်ဒါနှစ်နိုင်ငံဆက်ဆံရေးကိုရှေ့ရှုပြီးတော့ဆောင်ရွက်ဖို့လို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီအခြေခံပုံမှာတော့ကျမတို့အာဒီဖြစ်စဉ်တွေကျမတို့ဘက်ကတွေ့ရှိချက်တွေကိုအိန္ဒိယဘက်ကအာဏာပိုင်နေနဲ့တွေ့ပြီးတော့ပေါ့နော် ကျမတို့ပြောဆိုဆွေးနွေးတာအဲကျမတို့ဘက်ကဒီတရားမျှတမှုကိုတောင်းဆိုတာအဲ့နောက်နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အဲဥတီပြီးတော့ပေါ့နော်အကောင်းဆုံးအဖြေရှာနိုင်မှုဟိုဆောင်ရွက်ပေးဖို့ကျမတို့တိုက်တွန်းဆောင်ရွက်နေတာရှိပါတယ်အဲဟိုသူတို့ဘက်ကလည်းဒါဟိုပါပေါ့နော်အကောင်းဆုံးနဲ့အဖြစ်မှန်အဲပေါ်ပေါအောင်တော့သူတို့ပူပေါင်းဆောင်ရွက်လို့စိတ်ရှိတယ် ဆိုတဲ့ဟာကိုပြောပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းသူတို့ဘက်မှာလည်း report ကတော့တမျိုးဖြစ်နေတယ်တဲအတိလားမသိ reporting ကလေဆိုတော့ reporting line ကကျွန်မတို့ဘက်က report ရှိမယ်ခုနဒီအိန္ဒိယဘက်က report ရှိမယ်ပေါ့နော်ဆိုတော့ဒီကြားထဲမှာဒါသဘောတဘာဝအရာတော့မှတ်ကြည့်လို့ရတယ်ညီမလေးသိတယ်မလားဆိုတော့မြေပြင်ကဖြစ်တဲ့အနေထားအဲ့ reporting ဒီမှာဘယ်နေရာမှာ miss ဖြစ်နေလဲဘယ်နေရာကအဲအဲတခုခုကိုဟိုပေါ့နော်အမှန်တရားအတွက်နည်းနည်းလေးလေ့လာနေလဲဆိုတဲ့ဟာကတော့ဒါကျမတို့နှစ်ဖက် report တွေကိုတိုက်ဆိုင်ပြီးတော့မှ အာဒါအဆုံးဖြတ်အဲသုံးသပ်ရမယ့်ကိစ္စတွေလည်းဖြစ်တယ်ဒါပေမဲ့တေချာတာတော့ဒါကမဖြစ်တဲ့ကိစ္စဖြစ်သွားတယ်အဲဒီဟာပုံမှန်တော့ကျွန်တော်တို့သင်ကန်းစာယူဖို့ကောင်းပါတယ်အဲကျွန်မမျှော်လင့်တာကတော့အိန္ဒိယကအခုလိုမျိုးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ engagement အလုပ်ထားပါတယ်လုပ်ထားတဲ့အပေါ်မှာအဲကျမတို့ဟိုဟိုမှတ်မှတ်ထားပါတော့အတက်ပေါ်ကြီးပြန်တောင်းတဲ့ကိစ္စမျိုးပေါ့နော် ပြန်ပေးဖို့တောင်းတဲ့ကိစ္စမျိုးတရက်တော့နောက်ကြတယ်ဒါပေမဲ့ရောက်လာတယ်ပေါ့နော်ဟိုရဲ့ဒါမျိုး process တွေမှာအခက်အခဲတွေတော့ရှိတယ်အဲဖူပေါင်းဆောင်ရွက်မှုထိုက်တင်တဲ့လောက်တော့ရှိနေတာမျိုးတွေ့ရတဲ့အတွက်ကြောင့်မှုလို့နောက်ပြီးတော့ဒီကိစ္စကလည်းပဲအဲတကယ်လို့ပေါ့နော်ဒါကျမတို့ဘက်ကတွေ့ရှိချက်အတိုင်းသာဆိုရင်တော့ဘလို့ပဲဖြစ်ဖြစ်ဒါအိန္ဒိယအာတက်မရော်အတွက်ပုံရိပ်မကောင်းစေနိုင်ဘူးလေနော်ခုနကပြောတဲ့အနေအထားမျိုးဖြစ်သွားခဲ့တယ်ဆိုရင်ဆိုတော့အဲ့ဒါကအရေးကြီးတယ်လို့ကျမမြင်တယ်ဒါကြောင့်ကျမအနေနဲ့ကတော့အိန္ဒိယဘက်ကလည်းပဲ အဲဒီကိစ္စအတွက်ကိုအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်မယ်လို့ပဲကျွန်မမျှော်လင့်တယ်အဲဒါမပူးပေါင်းမဆောင်ရွက်လို့မရတဲ့ကိစ္စလို့တော့ကျွန်မမြင်ပါတယ်နောက်နှစ်နိုင်ငံဆက်ဆံရေးပေါ့နော်နေဆက်ဒေတာဖြစ်တဲ့အတွက်ဒီဒေတာတွေကအိန္ဒိယဘို့အစိုးရတော့လဲဒါမှမဟုတ်အလေးထားတဲ့နေရာဒေတာတွေဖြစ်တယ်ဒီနေရာတွေမှာမတိမငိမ့်ဖြစ်မယ် အဲပုတ်တိုက်မှုတွေဖြစ်မယ်ဆိုလို့ရှိရင်ဒါကအိန္ဒိယအတွက်လည်းအကျိုးမရှိဘူးကျမတို့အတွက်လည်းအကျိုးမရှိတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ဒါ neutral stress ပေါ့နော်ဒါလည်းနှုတ်ဦးတစ်ဖက်အကျိုးစီးပွားအတွက်ကိုအိန္ဒိယဘက်ကအဲတည်တည်ချာချာအမျှော်မြင်ရှိရှိနဲ့လက်ခံစဉ်းစားလိုက်မယ်ပူပေါင်းဆောင်ရွက်လိုက်မယ်လို့ပဲကျမမျှော်လင့်ပါတယ် ်ကျွန်မတို့ဆက်သွယ်ရေးလမ်းကြောင်းရှိတယ်လို့ပဲပြောချင်ပါတယ်အိန္ဒိယဆိုရတယ်လေကောင်းမွန်မှာကောင်းမွန်ပါတယ်ခုနအတရင်ချက်လက်စီစစ်မှုအဲကောင်းကောင်းရှိတယ်အပြန်လန်ဆက်သွယ်မှုရှိပါတယ်အကြောင်းအရာအခြေအနေပေါ်လိုက်ပြီးတော့ ကဲအဲအဲ့ဒီလိုယုံကြည်မှုအားကိုးမှုရတာအတွက်ကိုဟိုကျွန်မအနေနဲ့ဂုဏ်ယူတယ်ဒါပေမဲ့ဒါအမတန်တာဝန်ကြီးတယ်ပေါ့နော်တာဝန်လည်းရှိပါတယ်လို့မြင်မိပါတယ်ဆိုတော့ကျွန်မအနေနဲ့ခုနအရှိမပြောခဲ့သလိုမျိုးပဲဒီအိန္ဒိနာချင်းနိုင်ငံနေနဲ့ဆက်ဆံတာနေဆက်ပြဿနာတွေဆိုတာကအာဒါအကင်တွယ်မတက်လို့ရှိရင် ဟိုဘယ်လိုပြောမလဲเนาะရှိပြီးသားပြဿနာကိုမငြိမ်းသွားဘဲနဲ့ပိုကြီးလာပြီးတော့မတီးမငြိမ်မှုတွေပိုဖြစ်နိုင်တယ်နှစ်နိုင်ငံဆက်ဆံရေးတိထက်ပိုပြီးဆိုးရွားနိုင်တယ်ကျမတို့မှာကျမတို့တိုင်းပြည်ရဲ့အနေအထားကလည်းပဲအားလုံးသိတဲ့အတိုင်းပဲเนาะဒီစစ်ကောင်စီကပြည်သူနဲ့ရန်ဖြစ်နေတာပြည်သူကိုရန်သူလိုသဘောထားပြီးဖြစ်နေတဲ့အတွက်ကျမတို့ကပြည်သူခုခံတွန်းလှန်စစ်ဆင်နွှဲနေရတဲ့အချိန်အခါမျိုးမှာဒီတိုင်းပြည်ကဂုံသိက္ခာရှိရှိကျမတို့ရက်တည်နိုင်ဖို့ဆိုတာအမြဲတမ်းမှ အရေးကြီးပါတယ်ပေါ့နော်ဒါကြောင့်ဒီဟာကိုကျမတို့အတက်နိုင်ဆုံးအာကိုတိုင်းပြည်ရဲ့အကုန်သိခါကိုတိုင်းပြည်ရဲ့အချုပ်ချာအာဏာတစ်ဖက်မှာလည်းပဲနှစ်နိုင်ငံဆက်ဆံရေးတစ်ဖက်မှာလည်းတော်လှန်ရေးအကျိုးစီးပွားအစရှိသဖြင့်ပေါ့နော်ဒီဒီဒီအခြေခံရမယ့်ထဲသွင်းစဉ်းစားရမယ့်အချက်တွေပေါ်မှာကျမတို့ဟန်ချက်ညီညီနဲ့ထဲသွင်းစဉ်းစားပြီးတော့အကောင်းဆုံးကျမတို့တိုင်းပြည်ကျမတို့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုအဲကိုစားပြုနိုင်မှုကာကွယ်နိုင်မှု အာကျမတို့စူးစမ်းဆောင်ရွက်နေပါတယ်ဆိုတာမြေဆိုတာဘောเนาะကျမဒီကနေပြီးတော့သတင်းစကားပေးခြင်းနဲ့အဲကျမတို့ကိုအခုလိုမျိုးအာဂိုမန်တီးရတဲ့အတွက်ကြောင့်မို့လို့ပြည်သူလူထုရဲ့အခြေအနေကဘယ်ရောက်နေလဲဘလို့ဟိုအာဂိုရမဲ့နေတဲ့ပြည်သူလူထုကျမတို့မဖြစ်စေခြင်းဘူးကျမတို့တိုင်းပြည်ကဘောเนาะပြောရရင်အနာဂတ်ရှိတယ် ဒါပေမဲ့ခုနပြောသလိုဒီစစ်အာဏာရှင်စနစ်အောက်မှာတော့ကျမတို့အနာဂတ်တွေဘယ်လိုဖြစ်နေလဲတိဆုပ်ပိုင်းရောဘယ်လိုဖြစ်နေလဲဆိုရဲဟာကဒါတက်သေးတခုလိုပဲကျမမြင်တယ်ဒါကြောင့်မို့လို့ကျမအားပေးချင်တာကကျမတို့တိုင်းပြည်ဟာအဲ့ကိုအချုပ်ချာအာဏာအကိုကိုကလည်းလေးစားလိုက်နာပြီးတော့ကျင့်သုံးနိုင်တဲ့အဲနိုင်ငံဖြစ်ဖို့လိုသလိုကို့အင်ဂျင်နာချင်းကို့ကဘာမှလည်းပဲပေါ့နော်ဒါဂုံသိက္ခာရှိတဲ့နိုင်ငံတနိုင်ငံနေနဲ့ပြန်လဲပေါ်ထွန်းလာဖို့ဆိုလို့ရှိရင်ကျမတို့တိုင်းပြည်မှာ ဒီစစ်အာဏာရှင်စနစ်မရှိမှဖြစ်မယ်ထို့အတူစစ်အာဏာရှင်စနစ်အလွန်ကာလမှလည်းကျွန်တော်တို့တိုင်းပြည်ကိုကျွန်တော်တို့လိုလားတဲ့နိုင်ငံရေးစနစ်ပေါ့နော်အာဒီ Federal Democracy ပြည်ထောင်စုကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်ဖို့ဆိုတာအမတန်မှတကယ့်ကိုခရီးရှည်ကြီးဖြစ်တယ်ဒီခရီးရှည်ကြီးမှာကျွန်တော်တို့ဇွဲရှိဖို့လိုတယ်ကျွန်တော်တို့ချင်းချင်းယုံကြည်မှုရှိဖို့လိုတယ်ကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့ယုံကြည်နေဖို့လည်းလိုပါတယ်လို့ကျွန်မအနေနဲ့ပြောချင်ပါတယ်